မင်္ဂလာပါခင်ဗျာမြန်မာ Global New Hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Donald Trump ဖော်ဆောင်မှုစူးစမ်းနေတဲ့ဒုံးကြီးကာကွယ်ရေးစနစ်တစ်တခုဖြစ်တဲ့ Golden Dome အကြောင်းကိုပြောပြပေးသွားမှာပါပထမအဆုံး Donald Trump ဖော်ဆောင်မှုစူးစမ်းနေတဲ့ဒုံးကြီးကာကွယ်ရေးစနစ်တစ်တခုဖြစ်တဲ့ Golden Dome ဆိုတာကဘာလဲ Golden Dome ဆိုတာ American ပြည်ထောင်စုရဲ့ဒုံးကြီးကာကွယ်ရေးစနစ်တစ်တခုဖြစ်ပါတယ် Israel ရဲ့ Iron Dome ဒုံးကြီးကာကွယ်ရေးစနစ်ကိုနမူနာယူပြီးပိုပြီးခင့်မိတဲ့ ဘတ်ဆောင်ကာကွယ်ပေးနိုင်တဲ့စနစ်တစ်ခုတည်ဆောက်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါဆိုဂိုရန်တောင်မလုပ်ချင်တဲ့အဓိကရည်ရွယ်ချက်တွေကပါရည်လဲ။ဂိုရန်တောင်စနစ်ရဲ့ရည်မှန်းချက်ကတော့အမေရိကန်ပြည်ထောင်စုကိုဗီနီယာကနေဘယ်တော့ကြီးနေပဲတိုက်ခိုက်လာတာဖြစ်ဖြစ်ကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။ဒါပြင်အာကာတာကနေပြစ်လွတ်လာတဲ့ဒုံးကြီးတွေကဂျာပြက်ဖြစ်စီနိုင်ဖို့ရည်မှန်းထားပါတယ်။ဒီစနစ်ဟာလက်ရှိကမ္ဘာမှာရှိနေတဲ့ပုံမှန်ဒုံးကြီးကာကွယ်ရေးစနစ်တွေထက်ပိုပြီးအဆင့်မြင့်ပါတယ်။ပြည်ပြင်ခြေဆိုင်နဲ့ အာကရအခြေဆိုင်စွမ်းရည်တွေကိုပေါင်းဆက်အသုံးပြုမှာဖြစ်ပါတယ်။ဂိုရန်တုံစနစ်မှာဘာတွေကအတိတ်အစိတ်ပိုင်းတွေဖြစ်ပါဝင်ပါလဲ။အာကရအခြေဆိုင်အာယုန်ခံကရိယာဖြစ်တဲ့ဒုံးကြီးတွေစတင်ပြစ်လွတ်လိုက်တာနဲ့ချက်ချင်းထောက်လန်းနိုင်ဖို့ဂျိုရုတွေပေါ်မှာတက်ဆင်ထားတဲ့အာယုန်ခံကရိယာတွေပါဝင်ပါမယ်။အာကရအခြေဆိုင်ဂျာဗက်ဖြစ်စီရေးကရိယာလို့ခေါ်တဲ့အရေးကြီးတဲ့အချက်ကတော့ဒါဟာအမေရိကန်ရဲ့ပထမဆုံးအာကတထဲမှာလက်နက်တက်ဆင်မှုဖြစ်လာနိုင်ပါတယ်။ဒီကရိယာတွေဟာပြစ်လွတ်ပြီးကြဒုံးကြီးတွေကို အာကာတရဲမှာပဲဂျာပြတ်ဖြက်စီးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ပြီးတော့အလွန်လိုက်ကာကွယ်ရေးစနစ်လို့ခေါ်တဲ့ဒုံးကြီးတွေကိုသူတို့ရဲ့ပြန်တမ်းမှုအဆင့်၄၀လောက်မှထောက်လန်းပြီးရက်တက်နိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။နံပါတ်၁အနေနဲ့ဆိုရင်ပြမထုတ်ခင်ထောက်လန်းဖြက်စီးတာနံပါတ်၂စတင်ပြန်တမ်းချိန်မှာဂျာဖြတ်တာနံပါတ်၃အလေအလတ်ဆင့်မှာရက်တန့်စီတာနံပါတ်၄ပြမတုံမရောက်မီရက်တန့်တာတို့ဖြစ်ပါတယ်။ပြီးတော့ရှိပီးသားစနစ်တွေနဲ့ပေါင်းဆက်ပြီးတော့ ဂိုရန်တုံးဟာရှိပြီးသားဒုံးကြီးကာဝေးစနစ်တွေဖြစ်တဲ့ပထရော့ဒုံးကြီးတွေနဲ့အခြားဂျိုရူးစနစ်တွေနဲ့ပေါင်းစပ်လှုပ်ဆောင်မှာဖြစ်ပါတယ်။ဒီစီမံကိန်းပြုလုပ်ဖို့ဘလောက်ကုန်ကြမှာလဲ။ထရန့်ရဲ့ခန့်မှန်းချက်အရဂိုရန်တုံးစနစ်ဟာဒေါ်လာ195ဘီလီယံကုန်ကြမယ်လို့ပြောကြားခဲ့ပြီးသူ့ရဲ့တမတာတက်တန်း2029မကုန်ခင်မှာအပြည့်အဝအသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့လေလာသူတွေနဲ့ကွန်ကရစ်ဘတ်ဂျက်ရုံရဲ့ခန့်မှန်းချက်တွေကတော့ကုန်ကြစိတ်ဟာ ဒေါ်လာ942ဘီလီယံဒါမှမဟုတ်ဒီတက်ပုံများနိုင်ပြီးတတ်မှတ်ချိန်တွင်ပြည်စည်းဖို့ခက်ခဲနိုင်တယ်လို့ဆိုပါတယ်။လက်ရှိချိန်ထိဒီစီမံကိန်းအတွက်ငွေကြေးအပြည့်အဝရရှိထားတာမရှိသေးပဲသဘောတရားအစ်စ်မှာပဲရှိပါသေးတယ်။ဒီစီမံကိန်းလောက်တာနဲ့ပတ်သက်ပြီးတော့စိန်ခေါ်မှုတွေနဲ့ဝေဖန်မှုတွေလည်းရံများပါတယ်။ Golden Dome စနစ်ဟာကြီးမားတဲ့စီမံကိန်းတစ်ခုဖြစ်တယ်လို့စိန်ခေါ်မှုများစွာလည်းရှိပါတယ်။ဤပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေဖြစ်တဲ့အာကာဒအခြေဆိုင် ဂျာပြတ်ဖြက်စီးရေးကိရိယာတွေဟာလက်ရှိမှာလုံးဝဖွံ့ဖြိုးပြီးမဟုတ်သေးပါဘူး။ပြီးတော့ကုန်ကျစရိတ်ဆိုရင်လည်းအလွန်ကိုကြီးမားတဲ့ဗန္ဒာရေးဝန်တို့ဝန်ပိုးဖြစ်လာနိုင်ပါတယ်။နောက်တစ်ချက်ကတော့နိုင်ငံတကာဆက်ဆံရေးကဏ္ဍမှာတရုတ်နဲ့ရုရှားတို့ကတော့ဂိုဒန်ဒုံစနစ်ကိုအာကာတကိုလက်နက်တပ်ဆင်ခြင်းနဲ့လက်နက်ကင်ပြပခနယ်ပယ်ဖြစ်ပြောင်းလဲစေခြင်းဖြစ်တယ်လို့ဝေဖန်ပြစ်တင်ထားပါတယ်။ဒါဟာအာကာရလက်နက်ပြိုင်ဆိုင်မှုကိုပုံမှန်မြင့်တက်စေနိုင်တယ်လို့လည်းစိုးရိမ်မှုတွေရှိနေပါတယ်။ဒေါ်နယ်ထရန့်ကတော့ ဒီစနစ်ဟာအမေရိကန်ရဲ့ကာကွယ်ရေးအတွက်မရှိမဖြစ်လိုအပ်ပြီး Ronald Reagan ရဲ့ Star Wars လို့နာမည်ပြန်ပေးခဲ့တဲ့မစ်ဆိုင်းကာကွယ်ရေးအိမ်မက်ကိုအမှန်တကယ်အကောင့်ထယ်ဖော်ခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။